အဲဘာစီလိုနာဖန်ပါတဲ့ United ရှုကိုအမြင့်ကြည့်ပြပါတယ်တဲ့။ Okay ချီးတီးမြိုက်တယ်ပါတယ်။ဒီနေရာမှာဗါလဲတရုတ်နာမည်လိုလိုဘာလိုလိုလဲဆိုတော့မဖတ်တတ်ဘူးပြနာမည်ရနော်။ Sorry ပါ။အာစူပါချက်တွေချီးတီးမြိုက်တယ်ပါတယ်။ကိုဝေတူတဲ့နော်။စူပါချက်တွေချီးတီးမြိုက်တယ်ပါတယ်။အဲစူပါချက်တွေချီးတီးမြိုက်တယ်ပါတယ်။ကိုဝေတူချီးတီးမြိုက်တယ်ပါတယ်။ဆိုတော့ကျွန်တော်တို့က Common League တွေကျွန်တော်တို့နော်ဖတ်ကြည့်အောင် Common League တွေအဲ Common League တွေကျွန်တော်ဖတ်ကြည့်အောင်။ကွန်ဆာ Common League တွေကျွန်တော်ဖတ်ကြည့်အောင်။ Gonzalo Ramos ကိုတိတ်ပြီးတော့မကြိုက်ဘူးဗျာတဲ့နော်။ Okay ပါ။ ဘက်ထရီဒူဂူနဲ့တရှိချောက်အဆင်ပြေမယ်ထင်ပါမလားတဲ့အာဘယ်လိုပြောမလို့ဘက်ထရီဒူဂူကတော့ဗျာเนาะကျွန်တော်တို့ဟိုအဆင်ပြေမယ်ထင်ပါမလားဘာညာဆိုတာကတော့ဘယ်လိုပြောရမလဲကစားမကအခုမှရောက်တာเนาะဘလောက်မှမှကျွန်တော်တို့အနေနဲ့မကြသေးတာအတင်းပါလေအတင်းမှာဘလောက်မှမှကျွန်တော်တို့မကြသေးတာเนาะဟိုတခုရှိတာကလည်းဟိုအတင်းဘက်ကထပ်ပြီးတော့ win back တွေဘာတွေကခေါ်မဲ့ချီနေမှကျွန်တော်တို့မရှိတော့ပါဘူးเนาะသူနဲ့ပဲကျွန်တော်တို့ဆက်သွားဖို့ကျွန်တော်တို့ရှိတယ်အဲ့တော့ဘယ်လိုပြောရမလဲအတင်းမှာ ပုံသေးတော့တွက်လို့မရဘူးပေါ့လေကစားမကကောင်းရင်လည်းကောင်းလာမှာပေါ့ဒါပေမဲ့တီချာတာကတော့အသက်ကလည်း20ပဲရှိသေးတာလို့နောက်ထပ် wing backs တွေခေါ်ဖို့နော်မကြူပန်းတော့မှမဟုတ်ဘာမှမနေကြည်ရင်တော့တက်နိုင်မှုသူတို့ပဲနော်အဆင်ပြေ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 အားကိုးရမှာပဲနီးပြားကတော့ wing backs တယောက်တော့ထပ်ပြီးတော့လူချင်းနေပေါ့နီးပြားကအဲကွင်းလေလူချင်းနေ wing backs လူချင်းနေကျွန်တော်နေကိုသမားလူချင်းနေကျွန်တော်ကတော့ဗျာ wing backs မခေါ်ဘူးဆိုရင်တော့မှကွင်းလေနှစ်ယောက်လောက်ကိုကျွန်တော်နေခေါ်သင့်တယ် wing back ကဗျာကျွန်တော်ပြောသလိုပဲ ဟိုဗါလေ Harry Armes ရှိမယ်လူငယ်တာမငယ်တာခနာဒါအသင်းမှာရှိရအောင်ပြောတာနော် Harry Armes ရှိမယ် Patrick Dugu ရှိမယ်နော် Mazdawi ရှိမယ် Dalot ရှိမယ် Ahmed Diallo ရှိမယ်ကျွန်တော်တို့ win back နှစ်စုံမှာ9ယောက်ထိကျွန်တော်တို့ရှိတယ်9ယောက်ထိရှိတယ်နော်လိုအပ်ရင်လူကျော်ပါကစားလို့ရသေးတယ်အအချီနေရပါတော့ဆိုတော့အမြဲတမ်း fit ဖြစ်နေတဲ့ကစားမိုက်တော့မဟုတ်ခြေသွမ်းကောင်းနေတဲ့သူတွေတော့မဟုတ်ဘူးလူစင်းရှိတာကိုပြောတာ ဆိုတော့အသင်းဘက်က OK ဒီကစားမတွေကလည်းရောင်းထွက်မဲ့ချီနေမှာရှိမနေဘူးအသင်းမှာပဲဆက်ရှိမှာတော့ငါတို့သုံးရမှာပဲဆိုတော့ကွင်းလေတော့ငါတို့အားဖြစ်ဖို့လိုတယ်ဆိုတော့ပုံစံမျိုးသွားရမှာဆိုတော့ win back ကတော့အသင်းဘက်ကမဖြစ်မနေအားဖြစ်မြဲလို့ကျွန်တော်မထင်ဘူးကွင်းလေကတော့အားဖြစ်ရင်တောင်မှကျွန်တော်တက်ရောက်နေကျွန်တော်မလုံတော့ဘူးအဲ့ဒါသိကြတယ်လောဘကြီးတာတော့မဟုတ်ဘူးဗျာအသင်းရဲ့ကွင်းလေအချင်းဒီကိုကြည့်ရင် central midfielder တက်ရောက်နေဘလို့မှအဆင်မပြေဘူးတက်ရောက်ဆိုတာမန်မရှိဘူးမှာနှစ်ယောက်ကြမှာကျွန်တော်တို့က okay ငါတို့မှဟုတ်သွားပြီကွင်းလေက ရွေးချယ်စရာတွေများနေပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာနှစ်ယောက်ထိကျွန်တော်ကွင်းလင်ပါကျွန်တော်လိုတယ်နှစ်ယောက်ထိကျွန်တော်လိုတယ်เนาะဆိုတော့ဒါတော့မပြိုင်ပွဲတွေသူများကြီးလိုအများကြီးကစားမှာမဟုတ်တော့ကာတာပေါင်းရှိမယ် FA ရှိမယ်ပရီးမီးယားလည်းရှိမယ်ဒါပဲပြည်တွင်းနေပဲကျွန်တော်ရှိတာနှစ်ယောက်လောက်ကိုကျွန်တော်လိုတယ်ဒါမှကျွန်တော်က100ဒီလိုအနေထားနဲ့ကျွန်တော်သွားတယ်ကအဆင်ပြေမှာเนาะသူများအသင်းတွေကအခုဆိုလို့ရှင်ဘာအနားရက်မှမရဘူးဘာလို့လဲကလပ်ဝေါ်ကက်တွေဘာတွေကင်းမဲ့အသင်းတွေရှိတယ်ဆိုတော့နောက်ရာသီမှာသူတို့တိုင်ပတ်ရင်ပတ်မှာပဲပြိုင်ပွဲတွေအများကြီးကစားပြီးတော့အဲ့ဒီအချိန်မှာကိုရီက လူစင်ရင်တောင်းတောင်းနဲ့ပြိုင်ပွဲကိုတပတ်တပွဲတပတ်တပွဲတပတ်နှစ်ပွဲလောက်နဲ့အချိန်ကြီးကောင်းကောင်းကစားနိုင်ရင်အစိုးရဗျာဆိုတော့ကွင်းလေကနောက်ထပ်၂ရောက်လောက်ကိုကောင်းကောင်းခွန်နိုင်မှာကျွန်တော်တို့ပြောနော်ဆိုတော့အဆင်ပြေမှာမဟုတ်လို့ရှင်တော့ဗောနော်ဟိုကွင်းလေကတက်ရောက်နေလဲအဲ့လောက်ကြည့်တိဗောနော်ဆိုတော့ဒီလှုပ်လို့ရမှာတော့မဟုတ်ဘူးဗျာအံပွဲမိုးရင်ရောက်ပြီမားတဲ့တိုက်စစ်မှုရောက်မယ်ထင်နေတော့တဲ့လက်ရှိအခြေအနေရတိုက်စစ်မှုတင်းမဲ့ထွက်နေတာတဲ့ဘယ်သူကိုတည်တည်ကြာအဒီကျဆွေးနွေးတာမျိုးကိုမရှိသေးတာဗျာတဲ့အမှန်ပါပဲအတင်းဘက်ကတော့ကျွန်တော်အနေနဲ့ ဘယ်လိုပြောလဲတိုက်စစ်မှုတွေကဈေးကြီးတာကြောင့်လည်းပါတယ်ဗျာဒီလားတိုက်စစ်တွေကဈေးကြီးတာကြောင့်လည်းပါတယ်နောက်တစ်ခုကကိုရီနေမဟုတ်ဘူးသူများအသင်းတွေကတိုက်စစ်နဲ့ပတ်သက်လို့ထူးထူးခြားခြားကြီးမလုပ်ကြသေးတာဒီလားအဲ့ဒါတော်တော်လေးတိုင်ပတ်တယ်နော်ဘာကြောင့်မှန်းလဲတော့မသိဘူးပေါ့လေဆိုတော့အန်ပွဲမူကကျွန်တော်နေတဲ့ဒါဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမှာဒီပုံစံတိုင်းဆိုရင်ပေါ့နော်ဒါအဲ့ဒူဘီမှာတိုက်စစ်တွေပါလေခေါ်လိုက်မယ်တင်တယ်တခုရှိတာပါဗျာတိုက်စစ်ကဈေးတက်တာတဲ့ကစားမားဆိုရင်တော့အရင်ရောက်အောင်ရောက်လာမှာအံပွဲမှုကအသင်းကိုပြောင်းကျင်တယ်လို့ပြောပြီးပြီဆိုတော့ဒီပြောင်းချွေးကအသင်းတွေအခွင့်အရေးကတာသွားပြီ ဒီနေရာမှာကျွန်တော်တို့ဗောနော brand phone ကဘယ်ချိန်မဲကျွန်တော်ဆွေးနွေးဆွေးနွေးပြဒီလာနော်ယာတီယိုခြေစမ်းပွဲစဉ်နေမိအောင်ခွန်နိုင်ရတယ်ဆိုတော့ဂျားထဲမှာတိုက်စစ်ကလည်းတန်း20 30လောက်ပဲကုန်နိုင်မဲ့တိုက်စစ်မှုမျိုးတန်း40လောက်ပဲကုန်လို့အရင်ခွန်နိုင်မဲ့သူမျိုးဆိုရင်ရောက်ချင်ရောက်လာမှာမလက်ရှိပုံစံတိုင်းကနောက်ထပ်အံပွဲမှုကိုခွန်မဲခေါ်ပြီးမှတိုက်စစ်မှုရောက်လာမယ်ဆိုတဲ့ပုံစံမျိုးပါတူအယုံအကောင်းနဲ့ဗောနော်တိုက်စစ်မှုမျိုးကိုကျွန်တော်တို့ခေါ်ကြင်တာဗျာတဲ့တိုက်စစ်ကပြောနေနေဆိုရမနေဘူးတဲ့နော်ဂိုးရီပါရီရတဲ့တွင်းနိုင်အောင်မာတဲ့လက်ရှိဈေးကွက်တော်တွင်မှာကျွန်တော်တို့ အရေးချင်းရှိတဲ့တိုက်စီမှုတယောက်ဆိုလို့ရှိရင်အနည်းဆုံးတန်း60လောက်ကုန်ပါပဲအရေးချင်းရှိတဲ့တိုက်စီမှုတယောက်ဗီတာအူစီမန်ကိုကျွန်တော်တို့ခေါ်ကျင်သလားတန်း60ပဲဗီတာဂူခရက်စ်ကိုကျွန်တော်တို့ခေါ်ကျင်သလားတန်း60ပဲဗင်ဂျမင်ဆက်စကူကိုခေါ်ကျင်သလား63တန်းပဲဂွန်ဇာလိုရာမို့စ်ကိုခေါ်ကျင်သလားတန်း90တန်း40ပြေးမလို့ဘူးဒါတော့မှဒီကောင်ကအရင်ကောင်တော့ပြေးမလို့ဘူးမာတီတာဆိုလို့ရှိရင်တော့28နှစ်ကောင်ဆိုတော့25တန်းတန်း30ပေါ့ဗျာစာချုပ်ကလည်းမကျန်တော့ဘူးဆိုတော့နော်ကျွန်တော်စင်မနျူကိုခေါ်ကျင်သလားဘုံပေါက်ကနော်ကျွန်တော်တန်း40တန်း50ပြည့်မလို့ဘူးဈေးကွက်မှာ တွင်းကူးတွေလည်း20လောက်တွင်းထားတယ်เนาะဂိုးပါဝင်ပတ်သက်မှုကလည်း29ကူလောက်ရှိတယ်ပုံမှန်ပွဲကစားငွေလည်းကျွန်တော်ရနေတယ်ဆိုတေးကြတယ်အဲ့ကစားမှာတန်း60တန်း90ပြည့်မလို့ဘူးဆိုတော့တိုက်စစ်မှုခေါ်ဖို့ကကိုရီလူချင်းတဲ့ပုံစံနဲ့ဆိုလို့ရှိရင်တော့တော်တော်ကိုမလွယ်တာအကူရီရဲ့အချင်းကြီးရပြောတာပါမလွယ်ဘူးဆိုတာဆိုကျွန်တော်တို့ကပတ်စံကလည်းအများကြီးမရှိဘူးဥရောပဝင်ခွင့်တွေကလည်းတခြားရမနေဘူးဆိုတော့အတင်းတွက်ကတော့မလွယ်ဘူးပေါ့နော်တိုးတော်လည်းပဲအံပွဲမှုတို့ပါလို့ကိုအရင်ခေါ်ပြီးပြီဆိုလို့ရှိရင်တော့တိုက်စစ်ကဈေးသက်တာတဲ့ကစားမတယောက်ပဲရောက်တော့မယ်လို့ကျွန်တော်ထင်တယ် ာလို့လဲဆိုတော့လက်ရှိချိန်ဒီကစားမားတွေရောင်းမယ်ဆိုရင်တော့မှရောင်းမထွက်သေးဘူးဗျာစန်ကျူရိုဘာလို့ဆိုဘယ်သူမှ25တန်းတဲ့တောင်မင်းမခိုးဘူးဆိုမှတော့ကျွန်တော်ဘယ်လိုသွားရောင်းမလဲအဲ့လိုမျိုးတွေကျွန်တော်ဖြစ်လာပြီပေါ့နော်အဲ့အတင်းတွေကတော့မလွယ်ပါဘူးတိုက်စစ်မှုခေါ်ဖို့ကဈေးတုံးနိုင်မှ quality ကောင်းကစားမားကောင်းရမှာမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဟိုလိုလိုဒီလိုလိုကောင်းတွေရောက်လာအောင်ပါပဲပလာစီယိုစတို့ပြားတဲ့လီဗာကူစင်ကမဖြစ်မနေမသိနေတဲ့နော်အဲရစ်တန်ကလည်းနီးပြလုတ်ပြီးတဲ့ဟိုမှာလည်းပွဲထွက်ခွင့်နဲ့မှန်တာမဟုတ်တော့တဲ့ အဲ Plasios 2ဘာလို့လို့ကစားမားတွေကအတင်းဘက်ကဘာတရင်မမထုံဒီနေရာမှာကျွန်တော်ကြိုက်တဲ့ကစားမားတွေရှိတယ်ဗျာတော့ကျွန်တော်သဘောကျတဲ့ကစားမားတွေရှိတယ်ခုနကပြောတဲ့ကျွန်တော်ဒါ Carlos Baleva တို့အဲ့ကစားမားကတော်တော်ကိုကောင်းတာเนาะအတင်းရဲ့လက်ရှိအမူရင်သွားကျင်တဲ့ပုံစံတွေကလည်းတော်တော်ကိုကန့်ညီတာတော့ Baleva တို့လို့ကစားမားတွေရှိတယ်ကျွန်တော်အငိန်ကစားမားကိုလိုချင်နေသလိုရှိရင်ဗျာကျွန်တော်ဒါ Angelo Stella တို့လိုဂျာမနီကစားမားတွေကျွန်တော်ရှိတယ်စတူဂတ်ကဒီကစားမားတွေတကယ်ကောင်းတဲ့ကစားမားတွေတကယ်ကောင်းတဲ့ကစားမားတွေအာလူကောင်သေးတယ်ပါ냐 ကျွန်တော်တို့ဂျောင်နီဘက်စ်ကိုခေါ်တော့ကလည်းအဲ့လိုပဲအဲ့ကောင်နေ Twitter အဲ့ Tactical ကောင်နေတော်တော်တိုင်းပတ်တဲ့ကောင်နေသိလာမင်းနော်အခုလည်းပါလေဂျောင်နီဘက်စ်ကိုခေါ်ဖို့လုပ်တော့ကလည်းပဲဟာဒီကောင်လူကောင်သေးတယ်နော်ပရီးမီးယားလိမ့်မှာဘာညာဟိုမဲ့ Champions League တွေပါယူပြသွားပြီ Champions League တွေပါလေယူပြသွားပြီဗျာသိလားနော်မင်းဂျောင်နီဘက်စ်တုံးကလည်းမင်းအဲ့ကောင်နေကြောင့်ငါတို့လွတ်တာပဲမင်းကျန်တဲ့အသင်းကအသင်းအသင်းကြောင့်မဟုတ်ဘူးအဲ့ကောင်နေအဲ့ Tactical တွေကြောင့်မင်းငါတို့လွတ်တာနော်မင်းအဲ့လိုမျိုးကောင်နေဆိုတော့အခုဆိုလို့ရှိရင်လည်းပဲကျွန်တော်အဲ့ Stellar တို့ပါလို့ဆိုလို့ရှိရင်တော်တော်ကောင်းနေစားမားတွေ နောက်ခုပြောတဲ့ Palacios တို့ဘာလို့ကတော့ပုံမှန်ပွဲထွက်ခွင့်ရမနေဘူးဆိုတော့အသင်းတွေကျိုးပန်းရင်တော့ဖြစ်နိုင်ပြီမယ်လို့အသင်းကစိတ်မဝင်စားဘူးဖြစ်နေတာဗျာ။နောက်စိတ်မဝင်စားဘူးဖြစ်နေတာပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘာရီလာကတော့မရနိုင်ဘူးဗောနော်ဘာရီလာကတော့ပို့ပြီးတော့ attacking ဘက်မှာပို့ပြီးတော့ကောင်းတဲ့ကစားမမျိုး CM ဆိုပေမဲ့လို့ attacking midfield ကြီးလည်းဟုတ်မနေဘူးဗောနော်ဆိုတော့ဘာရီလာတို့ဘာလို့ရရင်လည်းကောင်းတာပေါ့လေဒါပေမဲ့ဒီကစားမတွေကရဖို့မရှိပါဘူးနော်ဆိုတော့ Ederson တို့ဘာလို့ Atalanta ကကစားမတွေကျွန်တော်ရှိတယ်ဒါပေမဲ့ရဖို့တော့ကျွန်တော်မရှိဘူး ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရရင်အတင်းကကွင်းလယ်ကခေါ်မှတော့ရမယ်ပြည်တနာကကွင်းလယ်နဲ့လက်ရှိချိန်မှာဘာတဲ့ဒင်းမှန်ကျွန်တော်မထွက်သေးဘူးကျွန်တော်ပြောလို့ပဲတေးကြတယ်အံပွေမူရဲ့အပြောင်းရွှေ့ပြီးမှပဲကွင်းလယ်တင်းထွက်လိမ့်မယ်အခုကကကျွန်တော်အံပွေမူပြီးရင်တောင်မှတိုက်စစ်မှုစစ်စစ်ဘက်ကိုလှည့်ရအောင်မှာအတင်းကပြီးခဲ့တဲ့နေရာဒီပြပြီးခဲ့တဲ့ရာဒီစဉ်းစားကြည့်ပြပေးများတဲ့38ပုံမှာ44ကိုရပဲရတယ်ဘလို့ရှက်စရာကောင်းအဲ့တိုက်စစ်ကိုသူတို့ကအခဲမကြီးဖြစ်နေတာအမှန်ကန်ပြင်းကျင်တာဆိုတော့တိုက်စစ်ပြီးမှပဲ ကွင်းလယ်ကသတင်းထွက်မှာအခုလက်ရှိဘယ်ကွင်းလယ်နေမှန်ကိုသတင်းမထွက်သေးတာအဲ့ဒါတော်တော်လေးစိုးတယ်ဘယ်ကွင်းလယ်မှန်ကိုသတင်းမထွက်သေးဘူးဖြစ်နေတာအသင်းမှာတဲ့ဂိုးသမားအပြောင်းလဲမရှိဘူးလားတဲ့လက်ရှိမှာဗာသတင်းမှမကြားလို့ပြရတဲ့ကွင်းလယ်အသင်းကဂိုးသမားအပြောင်းလဲလုပ်ဖို့မရှိပါဘူးเนาะလက်ရှိဒီအက်သလက်တစ်ကနေပြောထားသလိုပဲဂိုးသမားအပြောင်းလဲဖြစ်ဖို့ကတနည်းပဲရှိတယ်တနည်းပဲရှိတယ်ဦးနန္ဒာရောင်းထွက်မှာဦးနန္ဒာအသင်းကနေထွက်မှာဂိုးသမားကအပြောင်းလဲဖြစ်မှာဦးနန္ဒာမထွက်ဘူးဆိုရင်တေးကြတဲ့ဂိုးသမားကအပြောင်းလဲမဖြစ်ဘူး အသင်းဘက်ကလည်းဂိုးသမားကောငါတို့တော့မဖြစ်မနေပြောင်းမယ့်နေရာပဲဟိတ်ဆိုပြီးတော့ဒွီမထာကိုလက်ရှိတိုက်စစ်လို့မဟုတ်ဘူးတိုက်စစ်ကတော့ okay ပြီးခဲ့တဲ့ရာသီငါတို့ဂိုး54ကိုပဲရတယ်တိုက်စစ်ကမဖြစ်မနေကိုပြောင်းအောင်မှာအဲ့တော့တိုက်စစ်က ပြောင်းမယ်ဒါပေမဲ့ဂိုးသမားကိုလုံးဝငါတို့တော့မဖြစ်မနေပြောင်းမယ်ဟိတ်ဆိုပြီးတော့ဒွီမထာဘူးအသင်းဘက်ကဆိုတော့ဂိုးသမားအပြောင်းလဲဖြစ်ဖို့ကဦးနန္နာထွက်မှပဲရမှာအဲ့တနည်းပဲရှိတယ်ဂျန်နေနီးနဲ့ကျွန်တော်ဖြစ်ဖို့မရှိဘူးတခုရှိတယ် LG ဘိုင်နာထွက်ရင်တောင်မှတမန်ငါရှင်ကဂိုးသမားပဲရောက်လာမှာအသင်းမှာတော့ဂိုးသမားမှာဦးနန္နာကိုကျွန်တော်တို့ထုတ်နိုင်မှာ အသစ်ရောက်လာမှာအခုပုံစံတွေကရောက်လာမှာမဟုတ်ဘူးနော်ဘာစီလိုနာကိုတဲ့ယိုဟန်ကာစီယာပြောင်းတာဖြစ်လောက်ပြီဆိုတော့တဲ့ရှက်စနီတာစတီကန်ယိုဟန်ကာစီယာတဲ့နော်အဲဗါလေအင်နာဂီပညာအဲ့တဲကဗျာအင်နာဂီပညာထုတ်ဖို့များတယ်ထွန်းချစ်တင်တယ်လို့ထင်လားတဲ့ကျွန်တော် ခုနကပြောလိုပဲပေါ့နော်ဦးနာနာမထွက်ရင်ဂိုးသမားရောက်လာမဲ့သူကပါတီပါချက်ပဲရှိမှာပါတီပါချက်ပဲရှိမှာဆိုတော့ဘာစီလိုနာဂိုးသမားတွေမကြိုးပမ်းဘူးလို့ပြောလို့မရပါဘူးမြဲအတင်းကဂိုးသမားကခေါင်းထဲမှာရှိမနေဘူး ကောင်းနေမှာဂိုးသမားတွေရှိဂိုးသမားဆင်းကိုပြောင်းလဲဖို့ကရှိမနေဘူး။တိုက်စစ်မဖြစ်မနေပြောင်းအောင်ပဲပြင်ကွင်းလဲခေါ်မယ်။ဒါပဲအရေးကြီးဆုံး။အသင်းဟာအဲ့နှစ်နေရာပဲလှုပ်လှုပ်ဖို့ရှိတယ်ဒီနွေမှာ။တော့အူနန္နာကြီးထွက်ပြီးဟေ့ဆိုမှာပဲကျွန်တော်သာခေါ်မှာအိုက်ကြလို့ရှိရင်တော့အူနန္နာထွက်ပြီးဆိုတော့ကျွန်တော်မှမရှိတော့ဘူးလေမဖြစ်မနေခေါ်ရတော့မယ်။ဒါတော့တေးကြတဲ့ sorry ကလပ်တွေအူနန္နာကိုကင်းလန်းလာပါသည်စူတောင်းเนาะဒါမှမဟုတ်အန်เนาะနီးပြအူနန္နာနီးပြ editor အန် editor ကမခေါ်တော့ဘူးလဲသွားပြီ။အူနန္နာကိုမခေါ်တော့ဘူး။အခု Liverpool ကကျွန်တော်သာ Brentford ရဲ့ကျွန်တော်သာဗာလဲ ဖလက်ကန်ကိုသူတို့ခေါ်သွားပြီလေဖလက်မတ်ဖလက်ကန်ကိုသူတို့ခေါ်သွားပြီနော်ဦးနနာကိုခေါ်ပါလားငါလုံးငါတို့တို့ငါကျတော့တန်း90ပြေးပြီးတော့အင်တာမီလန်ကနေခွာခေါ်ခိုင်းတာဒါမင်းအခု तू ကလီဗာပူးစင်ပြောင်းသွားတော့နော်ကျွန်တော်တို့ဒီဖလက်ကန်ကိုခေါ်သွားတာဦးနနာကိုမသိညောင်ဆောင်သွားတာဘလောက်မင်းမင်းစက်တီတုံးလဲနော်ဆိုတော့ဦးနနာမထွက်ရင်မဖြစ်နိုင်တော့ပါဘူးနော်ကိုသူမကအဲအဲမီထရိုဘစ်ကဗျာတနည်းလောက်ခေါ်ပြီးတော့ဤဘူးအော်နော်နော်နော်ကျွန်တော်တို့ဗျာအဲ့လိုအဲ့လိုတွေးတာရည်သိမ့်ပြီတည်ရမနော်အဲ့လိုတွေးတာရင်ကျွန်တော်ရည်သိမ့်ပြီ အပြောင်းရွှေ့ကကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲအဲ့လိုတွေးတာကြီးကျွန်တော်ရက်တင်ပြီဗျာဒီလားနော်ဟိုမီထရိုကျွန်တော်တို့ကဘယ်လိုကိုကိုတင်းရဲ့အချင်းကြီးကိုကျွန်တော်လက်ရှိစဉ်းစားကြည့်ဗျာတိုက်စစ်မှာကိုညာလူလူကစားမတွေရောက်လာပြီနော်ပြီးလို့ရှိရင်အံပွေမူတို့ကလည်းပြောင်းကျင်နေပြောနေတဲ့အချင်းမျိုးမှာမီထရိုဘီချ်တို့လိုတိုက်စစ်မှုတွေအဆင့်တည်းမျိုးကိုကျွန်တော်ခေါ်မဲ့အချင်းမျိုးမဟုတ်တော့ဘူးအတင်းကအဲ့လိုဒီနဲ့လဲပတ်နေတာဘယ်တော့မှရေရှည်တုံးလို့ရမယ့်ကစားကစားမကောင်းတယောက်ကိုကျွန်တော်တို့အနေနဲ့မတွေးကြဘူး အဲ့လိုမျိုးအတွေ့အကြုံကျွန်တော်ရက်သိနေပြီဗျာသိလားနော်မင်းမင်းအုံတော့စားတာပဲဖက်တင်နေအဲ့ဒါမျိုးတွေကနော်ဘက်ထရီလိုမျိုးတရားတော့ရှိရင်ကောင်းနေဗျာကွန်းလေကလည်းအဲတွေးတက်တယ်နော်တွေးတက်တယ်ဘာလေးပါကားတဲ့ပွဲတိုင်းမှာ rating ကပြင်းမြ7နဲ့ထက်ကြီးပဲဗျာတဲ့အသက်လေးငယ်သေးတော့ခိုးသိနေလို့ထင်နေတယ်နော် rating တွေဘာတွေကြည့်ဖို့မလိုပါဘူးဗျာအောက်တယ်မလားနော်ကစားမတကယ်ကွန်းထဲမှာဘလို့ကစားနေလဲကျွန်တော်မြင်နေရတာပဲနော်အဲ့ rating တွေကြည့်ဖို့ကမလွယ်ပါဘူးနော်မလိုပါဘူးတခါလေဘလောက်ကောင်းလဲဆိုတာ ယူနိုက်တက်ကွင်လင်မားတဲ့ကွင်လင်တန်ဘိုအတူအတင်ချလုံနေတဲ့ကစားမလူတွေပြားတဲ့ဥဆောင်ကူတွေရပြီးတော့အနိုင်ရလည်းမရတာအဲ့ချက်ကြောင့်လို့တော့ထင်တာပဲတဲ့နော်ဒီစိန်တပိုင်းတော့ပါတာပေါ့လေနော်ကျွန်တော်တို့ဒါကွင်လင်တည်တဲ့ရလို့တော့မဟုတ်ပါဘူးကစားမတိုင်းကတည်းကခူးပီးရင်စိတ်ပြက်ကြတာကြီးပဲဘာကြောင့်လဲတော့မသိဘူးပေါ့နော်အမြဲတမ်းအဲ့လိုလိုတော့ဖြစ်နေတာပဲအဲဆိုတော့ United okay United ကလည်း Leon ကွင်းလင်ကစားမကိုဘာလို့မခေါ်တာလဲပြီးနောက်ဆက်သွားပြီး Leon ကွင်းလင်မှာကစားမတွေအများကြီးရှိပါ Brother ဘယ်ဘယ်ကသူ့ကိုပြောလဲကျွန်တော်တို့မသိဘူးနော် ဦးနနာထွက်လို့ရှိရင်တော့ပြားတယ် service လာလောက်တယ်ထင်တာပဲတဲ့နော်โอเคလက်ရှိမှာဦးနနာထွက်ဖို့ရည်ကြီးပါတယ်ဦးနနာမထွက်ရင်ဘယ်သူမှရောက်လာဖို့မရှိပါဘူးကရုံးကပြားတယ်တပည့်ကျော်တွေပြန်မခေါ်ဘူးလားတဲ့နော်အဲမခေါ်ပါဘူးနော်ဘယ်သူမှတည်င်းထွက်မနေဘူးလီဗာကူးစင်းကလည်း United မှာကလေးကမှတ်သွားပြီအာငါတို့ကတော့ main ခေါ်ချင်တဲ့ကစားမကိုခေါ်မပြီးတော့ဘူးငါတို့ခေါ်ချင်တဲ့သူပဲခေါ်တော့မယ်မိမမင်းအစီအပြောင်လုပ်ဆိုတဲ့ပုံစံမျိုးသွားရင်သွားတော့မှာမေဆန်မောင်ကိုရောင်းပြီးတော့တဲ့အန်တိုနီရဲ့ကာနာချူနှစ်ယောက်တည်းကတယောက်ကိုရောင်းဖို့ဘာလို့မစင်ကြတာလဲမသိဘူးပြားတဲ့အတင်းမှာအဲ့နှစ်ယောက်အခုပို့ပြီးတော့ impact ထွက်နေတာကိုတဲ့နော် ဆက်သမားကြီးအန်တိုနီနဲ့ကာနာချူနှစ်ယောက်စလုံးကရောင်းမှရမှာပါနော်အန်တိုနီနဲ့ကာနာချူနှစ်ယောက်စလုံးကကျွန်တော်ရောင်းမှရမှာပါမေဆန်မောင်ရောင်းမှရောင်းမယ်ဆိုရင်တော့မပြက်တနာမရှိဘူးဒါပေမဲ့နီးပြားကမေဆန်မောင်ကိုသဘောကျတဲ့ attitude ဘိုင်းကစားမရဲ့လုံအလုံကျူးစားပုံဘိုင်းသဘောကျတယ် injury ပြဿနာတွေကြုံရတာကံမကောင်းလို့เนาะတိုင်မဲ့လို့ကစားမကိုသဘောကျတယ်တိုးတော်လည်းပဲအဲ့ဒီ၃ယောက်စလုံးကဆက်ထားတဲ့အကြောင်းကိုမရှိဘူးเนาะရောင်းရမယ့်ကောင်တွေကြီးပဲ ကိုညာနဲ့တဲ့အံပွဲမှုရောက်လာပြီဆိုတော့တဲ့ white land လည်းပိုအဆင်ပြေလာမယ်လို့ထင်နေတဲ့เนาะ white land ကသူ့ဟာနဲ့သူအဆင်ပြေမနေတာဗျာတိလားသူ့ဘေးကကောင်းနေကြောင်းအဆင်ပြေမနေတာမဟုတ်ဘူးเนาะသူ့ဟာနဲ့သူအဆင်ပြေမနေတာသူ့ဟာနဲ့သူအဆင်မပြေတာတော့မင်းကိုညာလည်းမတက်နိုင်ဘူးအံပွဲမှုလည်းမတက်နိုင်ဘူးတိလားเนาะမိဒီကောင်းနေတော့စိတ်ညစ်သွားအောင်မယ် white land တွဲကစားလို့เนาะ white land ကသူ့ဟာနဲ့သူအဆင်ပြေမနေတာမင်းကြည့်ပါလားကျွန်တော်ကစားတာတွေဆိုလို့ရှိရင် white land ဘလို့ဖြစ်နေတယ်လေเนาะကျွန်တော်တို့ဒီကိုတိုင်ကိုကဗျာမင်းဟိုအေရီယာထဲမှာမင်းဘယ်နဲ့ကင်မရာညာနဲ့ကင်မရာတောင်ကောင်းကောင်းမသိတာ အေးအိုက်ကောင်နေနှစ်ယောက်ရောက်လာလို့အမင်းတကယ်အကျိုးမြတ်ရမှာမင်း zigzig ပဲနော် white land white land မဟုတ် zigzig ပဲကွန်ညာနဲ့ကျွန်တော်အံပွင့်မှုအတွက်တကယ်အကျိုးရှိမှာ zigzig ပဲ zigzig ရမယ်အခြေဆက်တွေပါလုတ်ပေးလိုက်မယ်နော် link up play နေကစားပြလိုက်မယ်အိုက်ကောင်နေနှစ်ယောက်သူ့အတူကောင်းလာလိမ့်မယ်ဒါပေမဲ့လို့ကျွန်တော်ပြောသလိုပဲ IC ကကျွန်တော်က goal scoring striker ကိုကျွန်တော်လိုတာအဲ့ link up playing force night ဘာညာမေးလိုက်ဂိုးသွင်းနိုင်မယ်ဂိုးသွင်းမယ်ဆိုတဲ့ကစားမတွေကိုကျွန်တော်လိုတာတည်လားနော်အဲ့ဟာတွေကျွန်တော်မေးလိုက်တည်ပြီမဟုတ်ရင်ကျွန်တော်တို့မေးလိုက် Bruno ထားကစားမှာပေါ့ အာနန္ဒစမီနော်အိုလီဂနာဆိုရှယ်လက်အောက်မှာအဲ့တိုက်စစ်နေရာမှာတိုက်စစ်မှုစစ်စစ်နေရာမဟုတ်ဘူးနော်တိုက်စစ်နေအနီးကပ်ဆုံးနေရာမှာဒီကောင်ဘလူးကစားပြခဲ့လေ Force 9နေပါတယ် Nero number 10 Shadow Striker တွေဒီကောင်ဘလူးကစားပြခဲ့လေသိရမလား Panades ထားမှာပေါ့ဟုတ်တယ်မလား Panades နေနဲ့ကိုညာတို့ကျွန်တော်အံပွေမှုတို့ကိုအချိန်စစ်တွေပိုင်းနဲ့လုတ်ပြမှာပေါ့နော်သူ့မင်းတခြားကောင်မင်းအဲ့ Rest Match တို့ပါတော့ခွန်မင်းစားနေနော် လက်ဖဝင်းပန်းနဲ့ကိုသမားရလို့ရှိရင်ထိမ့်ကြလို့ရသေးတယ်ထင်တာပဲဗျာတဲ့โอเคအဲကွင်းလေကမရဘူးကွင်းလေကလုံးဝမရဘူးကွင်းလေကခေါ်ကိုခေါ်မရမှာအတင်းရဲ့အဓိကခန်းစစ်မှာဂျုံနေရတဲ့ပြဿနာတွေကကွင်းလေကစားနော်ကျွန်တော်ကွင်းလေကစားတယ်အဲ့ကွင်းလေကကျွန်တော်နေနေပေါ့နော်ကျွန်တော်နေနေနော်ကွင်းလေကကျွန်တော်နေနေအမှန်ကန်ခေါ်မကိုရမှာရိုနယ်ဒိုကိုပြန်ခေါ်တင်နေဗျာတဲ့ဆက်သမားကြီးနော်ကျွန်တော်တို့က sorry arabia မဟုတ်ပါဘူးနော် sorry arabia မဟုတ်ပါဘူးလိုင်ယွန်ကလည်းနော်ချာကီကိုချာကီက manchester city ကိုပြောင်းပါမှာဆိုတော့ချာကီဟာ nero နံပါတ်1ကစားတဲ့ကစားမှာ ကိုဒီမှာဘရူနိုရှိတယ်မေဆန်မောင်းရှိတယ်နော်လက်ရှိမှာအာမက်တီယာလိုရှိတယ်အန်ပွေမူကိုခေါ်တော့မယ်ကွန်ညာကရောက်လာပြီနောက်ထပ်နေရိုနံပါတ်2နဲ့နေရာမရှိပါဘူးနော်တိုက်စင်မူတရားတဲ့နော် CM နဲ့ DM နဲ့တော့လိုချင်နေပြားတဲ့နောက်ထပ်3ရက်လောက်မဖြစ်မနေကြောင်းမှဖြစ်မယ်တဲ့အတင်းကအဲ့ဒါမှအဆင်ပြေမှာโอเคပါချစ်သူများကြီးတို့ပါတယ်ဒီတိုင်းရှောက်မလဲဦးလဲလဲရမှာပေါ့เนาะခင်ဗျားတို့ light တွေတွားနေရလို့လीเนาะ light တွေတွားပြီးတော့လဲမှာပေါ့ဗျာနောက်ကြလို့ရှင်လဲရင်းနဲ့လဲ light လွင်လွင်မှာပေါ့ဗျာเนาะဘယ်ပြော့ရမှာတော့ပုံသေးရတော့เนาะ